မင်္ဂလာပါတိချက်ဒီနာဖြစ်ပါတယ်တိချက်ကဒီနေ့ grade 11 math chapter 2လေးရဲ့လိုနေတဲ့ပုံစံလေးနှစ်ပုဒ်လေးကိုဖြည့်ပေးတာဖြစ်ပါတယ်15လေးနဲ့17လေးနဲ့ဖြစ်ပါတယ်ရှေ့အပိုင်းလေးမှာ15ရှိပြီအခုက17လေးပေါ့နော်17လေးကိုကြည့်ပါမယ်အဲ့ဆိုတော့မေခွန်းလေးကြည့်လိုက်ရအောင်မေခွန်းမှာကတိချရ write down နဲ့ write down ဆိုတာဘာလောက်ခိုင်းတာရေးချပါတဲ့ the first three term เนี่ยปฐมกิณ3ลงสรเอาเจ่ผ่นมาป่ะเนาะ in binomial expansion เนี่ยเนาะ binomial เจ่ผ่นจึงก็อต้องพุ่มเด้ in ascending power of x เนี่ยถ้าสุติชาเด้ผ่นยามเกิณ x นี่ฮะ ascending สรโตลามาสรนอกมาရှိတယ်เกิณဖြစ်ရမယ်สรဒီมาอนอกมาရှိတယ် ဟုတ်ပြီလားအဲဆိုတော့ 1+8x the whole power n လေးကိုအကျေဖြတ်မယ်တဲ့ပွဲအဲ့ဒီမှာ a ဟာ not equal 0ဖြစ်ပါလေလို့ရှင်းပြထားတယ်ပြီးရင် given that တဲ့ပေးထားတယ် the coefficient of x x e မြောက်ဖို့ gain เนาะဒါဆို x တထနော် x e မြောက်ဖို့ gain တဲ့ is in this expansion အခုဒီမှာဖြတ်မဲ့ gain ရဲ့ x square x ရဲ့မြောက်ဖို့ gain လေးဟာတဲ့ is twice တဲ့ twice ဆိုတာက twice ဆိုတာက2စာ the coefficient of x squared တဲ့ x squared မြောက်ဖို့ကင်းရဲ့2စာရှိတယ်တဲ့အဲ့ဒါပြီးချက် show that ဆိုတော့တတိပြပါဒါလေးရကြောင်းတတိပြတဲ့เนาะဒါနံပါတ်1ချက်ပြီးရင် find the coefficient of x squared a square မြောက်ဖို့ဂိမ်းလေးကိုလဲရှာတဲ့ point a equal to 1.2တဲ့ a ကိုပေးလိုက်တယ်เนาะ a က1.2ဖြစ်တော့အခါမှာတဲ့เนาะတချို့ရဲ့ x2 ရဲ့တန်ဖိုးလေးကိုရှာပါဒါဆိုရင်အခုတချို့ရှာရမှာကနှစ်ချက်ရှိတယ်အနီနဲ့ဘောင်ခတ်ထားတာရဲ့အပြာနဲ့ဘောင်ခတ်တဲ့ပေးချက်ရဲ့ပြီးရင်ဒီက coefficient of x2 လေးကိုရှာမယ်ဆိုတာလေးဖြစ်မှာเนาะအပြာနဲ့ဘောင်ခတ်ထားတာက a1/2 ဖြစ်ရင် coefficient of x2 ကိုရှာပါ ပြီးရင်အပေါ်ကတထက်ရဲ့မြောက်ဖို့ဂိမ်းဟာနော်နှစ်ထက်မြောက်ဖို့ဂိမ်းဤနှစ်ဆဖြစ်ခဲ့မယ်ဆိုရင်ဒါကို efficient ပါတယ်နော်အကျန်းရေးတာမဟုတ်လို့နော်1ရက်ကို efficient တထက်ရမြောက်ဖို့ gain ဟာနှစ်ထက်မြောက်ဖို့ gain ဤနှစ်စာဖြစ်ခဲ့လျင် n equal to a 1 a ဖြစ်ကြောင်းသတိပြပါဗျာအဲ့ဆိုနှစ်ချက်မေးထားတယ်เนาะအဲ့ဆိုရင်တချို့စတွတ်တော့မယ် तू က binomial expansion ကို ပေးထားတာအကျေဖြန့်လို့ပြောတဲ့အတွက်အကျေဖြန့်လို့လည်းရတယ်လို့ R+1 ထန်းသုံးပြီးတော့မှတစ်ထပ်မြောက်ဖို့ဂိမ်းရှာနှစ်ထပ်မြောက်ဖို့ဂိမ်းရှာပြီးတွက်လည်းရတယ်။အဲနှစ်နီးလုံးတွက်လို့ရတယ်ပေါ့နော်။ဒါဆိုဒီချိန်ကဒီမှာအကျေပဲဖြန့်ပြလိုက်ပါမယ်။နှစ်နီးလုံးကိုကြိုက်တာတွက်လို့ရတယ်နော်။ဒါဆိုရင် 1+ax the whole power n လေးကိုအကျေဖြန့်မယ်။ဒါဆိုရင် 1+nc1x ဆိုတော့ x နေရာမှာဘာလို့ရှိတာလဲ AH ရှိတာเนาะ NC1H လို့ပြောလိုက်ရင် NC1AH တထပ်ပြီးရင် NC2 နှစ်ထပ်ဆိုတော့ AH the whole square เนาะ NC1 NC1H NC2H square နားလည်လား X နေရာမှာရှိတာ AH မို့လို့ AO X ရောတွဲရေးရမယ် เนาะဒါဆိုရင်ဒီချက်ဒီမှာဖြန့်လိုက်တာနှစ်ခုဖြန့်လိုက်ပြီး plus and so on เนาะပြီးနောက်ဆုံးဂိမ်းလေးထည့်လိုက်နောက်ဆုံးဂိမ်းက e x the whole power n ဖြစ်เนาะကဲဟုတ်ပြီဒါဆိုသူ့ဒီချက်ရှင်းမဲ့ဆိုရင်1 plus nc1 ဆိုတာက n e x ညောင်းလိုက်ပြီเนาะ plus nc2 ဆိုတာနှစ်ကွင်းဖြန့်မယ်အဲနှလုံးဖြန့်မယ် n နဲ့ n minus 1 by 2 1 เนาะနောက်မှာ a က2ထပ် x က2ထပ် plus and so on ။ဘာကြောင့်ဒီချက်နှစ်ထပ်အထိပြန်လဲဆိုတော့သူကနှစ်ထပ်အထိပေးချက်မှာပေးထားလို့เนาะနှစ်ထပ်အထိပေးထားတယ်။ကြည့်အဲ့ဒါဆိုရင်ဒါကဒီချက်အကျေပြန်နာနဲ့သုံးတာเนาะ။အ plus 1 term သုံးပြီးတော့မှ x တစ်ထပ်ရှာပြီး x နှစ်ထပ်မြောက်ဖို့ကိန်းရှာပြီးတွက်လဲအတူတူပဲဖြစ်တယ်။ကြိုက်တယ်လို့တွက်ပါเนาะ။ကြည့်အဲ့ဒါဆိုရင်အခုဒီချက်ဆက်တွက်မယ်ဆိုရင်သူပေးထားတာ x တစ်ထပ် e မြောက်ဖို့ကိန်းဆိုဒီမှာတစ်ထပ်เนาะ။တစ်ထပ် e မြောက်ဖို့ကိန်းလို့ပြောတဲ့အတွက် coefficient ပဲယူမှာเนาะ။ coefficient ပါတဲ့အတွက်ဘာပဲယူမှာလဲ NE ပဲယူရမှာနားလည်လားဒါဆိုတော့ by given နဲ့ရေးပါမယ် by given ပေးထားချက်အရတထက်ရဲ့မြောက်ဖို့ကိန်းရ NA D နှစ်ထပ်မြောက်ဖို့ဂိမ်းဆိုတော့ဒီမှာ x2 เนาะ x2 e မြောက်ဖို့ဂိမ်းဆိုတော့ x2 မယူရဘူးသူ့ရဲ့ရှိမှရှိတယ်မြောက်ဖို့ဂိမ်းကိုပဲယူရမှာเนาะသူ့မှာဒီမှာအရှိမှရှိတယ်မြောက်ဖို့ဂိမ်းလေးကိုပဲယူရမှာဖြစ်တယ်ဒါဆိုဘာဖြစ်သွားမလဲ n n -1 by natalia ne into e square က ဒါဆိုတစ်ချက်ပြန်ပြောပါမယ်နော်တီချာတို့ရဲ့တထမ်းမြောက်ဖို့ဂိန်းဒီနှစ်ထမ်းမြောက်ဖို့ဂိန်းဤဘနစနစဆိုတော့နှစ်နဲ့ပြန်မြောက်ပေးရမှာနော်နားလဲပြီလားကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒါပေးချက်ရေးပြီးပြီဖြစ်တဲ့အတွက်တီချာသူ့ကနန်းရှင်းပါမယ်နော်ကနန်းရှင်းမယ်ဆိုတော့ဘာတွေလုပ်လို့ရလဲလို့ကလေးတို့ကြည့်ဘာတွေလုံးလို့ရတယ်လဲဆိုတော့ a ကဒီဘက်မှာတထပ်ရှိတယ်ဒီကတထပ်ကျရင်ဒီဘက်မှာတထပ်ကျမယ်အဲ့ entertain နဲ့ဒီဘက်က entertain နဲ့ကြည်မယ်။ဒါဆိုဒီဘက်ကနှစ်ခုလုံးကြည်သွားတဲ့အတွက်ဝမ်းကြံမယ်။ပြီးရင်ဒီ2နဲ့ဒီ2နဲ့ကြည်မယ်။ဒါဆိုဒီမှာနောက်မှ a တစ်ထပ်ကြံတဲ့အတွက်အဲ့ဒီ a လေးကိုဝင်မြောက်လိုက်မယ်။ဒါဆိုရင် a n minus a ဖြစ်မယ်နော်။ဒီက a 1နဲ့ဝင်မြောက်လိုက်တယ်နော်။ကဲဟုတ်ပြီ။အဲ့ဒါဆိုရင်ပူရချင်တာဟာ n ရချင်တာဖြစ်တယ်နော်။ဒီမှာနော်အနီနဲ့ပေါင်းခတ်ထားတာ။ ရှုသက်ကန္တာအန်ရကျင်တာနောက်ဆိုဒီချက် n ပဲလို့မှာဆိုဒီ minus a လေးကိုဒီဘက်ရွှေ့လိုက်တော့ plus a ဖြစ်မယ်ဆိုတဲ့အတွက် a plus 1ဖြစ်သွားမယ်เนาะဒီဘက်က an ကျမ်းမယ်เนาะ an equal to a plus 1ဖြစ်မယ်ပြီးရင်ဒီမြောက်ထားတဲ့ a လေးကိုဟိုဘက်ကိုသွားစားမယ်ဆိုတော့ n equal to d a plus 1 by e เนาะဒါဆိုဒီချက်ရဲ့ show that ကဖြစ်ပြီလား ဖြစ်သွားပြီเนาะ a+1/a ဒါဆိုဒုတိယတစ်ချက်ကသူက a ကတဲ့เนาะ a က1/2လို့ပေးထားတဲ့အတွက်ဒီပေးထားတဲ့အခုရလာတဲ့အဖြစ်ရဲ့ a နေရာမှာ1/2ထည့်ရအောင်ဒါဆိုเนาะဒီမှာထည့်မယ်เนาะ when ပေါ့เนาะ when a equal to ဘယ်လောက်လဲ1/2မှာပေါ့ n equal to a နေရာဒီမှာ1/2ထက်1/2 +1/2 1 by 2အပေါ်ပိုင်းချင်းညှိလိုက်တော့3 by 2เนาะအဲ့ဆိုတော့အဲ့ဒီ3 by 2ရဲ့အောက်အောက်က1 by 2အပေါ်တင်တော့ပြောင်းမြန်လှန်တော့2ဆိုတော့ကြည်သွားတော့အဖြေက3ရရတယ်ဒါဆို n က3 a က1 by 2ရပြီရရင်နဲ့သူက coefficient of a square လေးကိုရှာပါတဲ့ဒါဆိုရင်ဒီချက်ရော coefficient of a square ဆိုတော့ဒီမှာအနီနဲ့ပါလောက်ထားလဲပေါင်းခတ်ထားတဲ့ဟာလေးအဲ့ဒါ coefficient of a square เนาะ ဒါကြောင့်အဲ့ဒါလေးပြန်ကူးမယ် the coefficient of a square ပေါ့နော် the coefficient of a square equal to နော် equal to ဆိုခုနအမြားထိုးရတာလေးကြည့် n into n minus 1 by 2 into 1မှတ်လားအဲ့တော့ n က3ဖြစ်တဲ့အတွက်ဒီချက်အဲ့မှာ3တွေထိမယ်နော်3 into 3 minus 1ဖြစ်မှာပေါ့နော် 3 into 3 minus 1 by ောက်က2 1ဆိုတော့2တလီ2เนาะနဲ့အနောက်မှာမရှိလဲ a square เนาะဒီမှာအနီးနဲ့ပေါင်ခတ်ထားတဲ့ဆံမှာဗာကြံသေးလဲ a square ဒါဆို a နေရာမှာကအခုဘယ်လောက်ထဲမှာလဲ1/2ဒါဆိုတော့1/2 the whole square ဖြစ်မယ်เนาะ နားလည်တယ်နော်ကဲအဲ့ဒါဆိုဆက်ရှင်းရအောင်ဆိုဒီကက3 2 1က2ရှင်းက3နဲ့မြောက်တော့3နဲ့4 6အောက်မှာက2နဲ့ထပ်က4 4နဲ့ရှင်းရ2နဲ့ဆိုတော့4နဲ့4 8ဆိုတော့6 by 8 equal to ဆိုတော့ခြေလိုက်တော့2 3 4 6 2 4 8ဆိုတော့ဒီချရီရဲ့အဖြေလေးကတကွေးဖီရှင်းတော့ x squared d 3 by 4ရသွားတယ်နားလည်ပြီလားရမယ်နော် ကဲဟုတ်ပြီအဲ့ဒါဆိုရင်တစ်ဆယ်ဗီဒီယိုလေးတွေကိုနောက်ဗီဒီယိုလေးတွေဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ